မင်္ဂလာပါရှင်၂025ခုနှစ်မတ်လ22ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့အမှုမှုပါရှင်။ဘောလခဲမြို့တင်တိုက်ပွဲမှာစစ်တပ်မှပုံမှုမျိုးမင်းသူအပါအဝင်စစ်သားအများပြားတေဆုံးပြီးစစ်တုပ်ပန်းနဲ့လက်နက်ခဲယမ်းများတင်ပိုက်ရရှိလိုက်ပါတယ်။ဒေါက်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လေးရဲ့နယူးယောက်နဲ့ဘော့စတန်ခရီးစဉ်မှာဝရီကန်ဒေါ်လာ6000နီးပါးရရှိခဲ့ပါတယ်။စစ်ကောင်စီလေကြောင်းရန်ကြောင့် KNU နယ်မြေမှာရှိတဲ့အကြောင်းသားများ ရောဘာတောမှာစာမွေးပွဲဖြေဆိုခဲ့ရပါတယ်ရှင်။ကြားဖြတ်လုပ်ငန်းကအမျိုးသမီးတွေအားလုံးအကျဉ်းခံရတဲ့ကိစ္စကိုမသိကြောင်း BGF ကပြောလာပါတယ်။စစ်တပ်ကိုကူညီပံ့ပိုးနေတဲ့အခြေအနေများအလုံးပြတ်ဆိုင်ဖို့ ILO ကဆုံးဖြတ်လိုက်ပါတယ်ရှင်။ဒီသတင်းနဲ့နောက်တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ခရီနီပြည်ဘလခဲမြို့ကို အပိတသိမ့်ပိုင်းနိုင်ရေထိုးစစ်စင်တိုက်ခိုက်နေပြီးစစ်တပ်ဘက်မှဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားများပြားတေဆုံးကစစ်တုပ်ပန်းလက်နက်ခဲယမ်းများလည်းသိမ့်ပိုက်ရရှိထားကြောင်း KA 6ဦးစီးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကအတည်ပြုပြောကြားထားပါတယ်။မတ်လ19ရက်နေ့မှစပြီးပေါ်လခဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်တပ်ရင်းစခန်း၃ခုကိုအပိတသိမ့်ပိုင်းနိုင်ရေအတွက်ဂရီနီတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ စတာကတော့တပတ်လောက်ရှိတယ်။စရင်စရာတော့မပို့လာသေးဘူး။ဒါပေမဲ့တေဆုံတန်ရာရထတာလက်နက်ခဲရန်တချို့လဲသိသိရရှိထားတယ်။အတိအကျတော့မသိရသေးဘူး။ဆက်သွယ်ရေးအခက်အခဲဖြစ်လို့တူတူငါငါခြာနေကြတော့ပို့ဖို့လဲအချိန်မရသေးဘူး။တိုက်ပွဲကဆက်ဖြစ်နေတယ်။ရအောင်လုပ်မယ်လေ။အပီးသိမ့်လိုက်မယ်။မဟုတ်ရင်ရှုပ်တယ်။ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စီရင်ကြားတယ်လေ။အခုက အပင်ရင်ဖြတ်လိုက်မလို့လို့ KAC ရေချုပ်ဘူမူကြီးဖုန်းနိုင်က ပြောကြားထားပါတယ်။ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရရှိတာရှိတယ်။တချို့ကြတာလည်းရှိတယ်။ဒါပေမဲ့အသေးစိတ်တော့မတိရသေးဘူး။ကျွန်တော်တို့ကစစ်ကြောင်း၃ချောင်းနဲ့တက်နေတယ်။ဝိုင်းပြီးတော့ချက်ဖို့အလုတ်လုံနေပါတယ်။အဲ့ဒါကတော့ဘယ်ချိန်ပြီးမလဲမတိရသေးဘူး။ရှာတော့ကြတော့တနလီပါလောက်ကြာပြီးမှပြီးတယ်လေအခုဘောလခဲဖြူဟာကတော့တက်ရင်သုံးရင်ထိုင်ထားတာကိုတက်ရင်သုံးရင်ဆိုတော့လူများမလား ူတော့တိတ်မရှိတော့ဘူးထင်တယ်။ဒါပေမဲ့ husky နဲ့လာချတာတွေရှိတယ်ပေါ့။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမလာနိုင်တော့ဘူးလို့ထင်တယ်လို့ KAC ရဲ့ချုပ်ပူမူကြီးဖုန်နိုင်ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်တိုင်းမီခါပုတ်ကိုဂျော့အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Eric Cole ကိုထိန်လေးရဲ့ American ပြည်တော်စု New York မြို့နယ် Boston မြို့ခရီးစဉ်မှာ American dollar 6000နီးပါးရရှိခဲ့တယ်လို့သိရပါတယ်။ New York မှာ American dollar 5300 900ရှိနေ Boston မှာ American dollar 3500စုစုပေါင်းအမေရိကန်ဒေါ်လာ8800ရရှိခဲ့တယ်လို့သိရပြီးရရှိတဲ့အလူငွေတွေကိုလိုအပ်တဲ့နေရာတွေကိုပြန်လည်ပေးအပ်သွားမှာဖြစ်တာကြောင့်လူရန်ပြည်ပါကအသေးစိတ်ကိုအတိပေးသွားမယ်လို့ကိုထိန်လင်းကပြောဆိုခဲ့တယ်လို့ဖော်ပြကြပါတယ်။ Kim Erico ကိုထိန်လင်းကနယူးယောက်နဲ့ Boston မြို့နှမျိုးကမြန်မာတွေနဲ့တွေ့ဆုံခဲ့ရာမြန်မာတွေရဲ့နှွေထွေမှုဖော်ရွေပြူငါမှုနဲ့ကြက်ရော်မှုတွေကသူ့အတွက်တကယ်ကိုအံ့ဩစရာကောင်းကြောင်းပြောလာပါတယ်။ အဲဒါကြောင့်2014ခုမှ2016ခုနှစ်အတွင်းမြန်မာဟာ၃နှစ်ဆက်တိုက် the most genius globally ဆိုပြီးသတ်မှတ်ခံထားရတယ်လို့ချင်းမိကြောင် ကိုထိန်လင်းကပြောဆိုခဲ့တယ်လို့ဆိုပါတယ်ကိုထိန်လင်းဟာခီးစဉ်တွင်မိခင်ဖြစ်သူနဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွှမြောက်ရေးနဲ့မြန်မာနိုင်ငံကစစ်ဘေးပြည်သူတွေအများဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရရှိရေးဦးစားပေးလှူဆောင်ပြီး American ပြည်ထောင်စုရောက်မြန်မာတွေ ကူညီထောက်ပံ့ပေးသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါရရှင်ဆက်လက်ပြီးစစ်ကောင်စီကစာတင်ကြောင်းများအပါအဝင်အရက်သားနေထိုင်ရာတွေကိုပိတ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကြောင့်ကရင်မျိုးသားအစည်းအရုံး KNU နေမြေမှာရှိတဲ့အကြောင်းသားများမှာရောဘာဂျောမှာစာမေးပွဲပြေဆိုခဲ့ရကြောင်း KNU ဗဟိုနဲ့သတင်းအရင်းမြစ်တချို့ကပြောပါတယ် KNU ဗဟိုရဲ့ယနေ့မတ်လ22ရက်နနက်ထုတ်ပြန်ချက်မှာလေကြောင်းတိုက်ခိုက်မှုနဲ့အကြောက်တရားများအကြားမှာ ဝင်းရင်မြို့နယ်ကြာရင်စိတ်ကြီးမြို့နယ်ကရင်ပညာရေးနဲ့ရင်ကျိမှုဌာနရဲ့ကော်တူလေးအစိုးရစစ်စာမွေးပွဲကို ဖြေဆိုပြီးစီကြောင်းဖော်ပြခဲ့ပါတယ်။ဒါပြင်ရောဘာတော့မှာစာတင်ကုန်များချပြီးစာမွေးပွဲဖြေဆိုခဲ့ကြတဲ့ចောင်းသားចောင်းသူတွေရဲ့မှတ်တမ်းဓာတ်ပုံကိုလည်းဖော်ပြထားပါတယ်ရှင်။ကရင်မြို့သားအစီယုံအုတ်ချုံနယ်မြေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများရှိနေတော့လဲတမဟာ6နယ်မြေဒူပလာယာခရိုင်ဝင်းရင်မြို့နယ်မှာကရင်ပညာရေးနဲ့ ရင်ကျေးမှုဌာနရဲ့ကော်တူလေးအစိုးရစစ်ဆောင်ရေးဘက်ကိုတာဝန်ရှိခေါင်းဆောင်များနဲ့ကျောင်းဆရာဆရာမများရဲ့ပူးပေါင်းဆောင်ရွက်မှုဖြင့်မတ်လ14ရက်နေ့ကအောင်မြင်စွာဖြေဆိုပြီးစီးခဲ့တယ်လို့ KNU ကအသိပေးထားပါတယ်။အဆိုပါကော်တူလေးအစိုးရစစ်ဆောင်ရေးဘက်ကိုကရင် Education Kacha Development KECD Grade 6 9 12စတဲ့အတန်းပညာရေးကျောင်းသားကျောင်းသူများမှာ နှစ်စဉ်နှစ်တိုင်းဖြည့်ဆို့ရခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အခုလောလောဆယ်ကတော့ဒါကတော့အဲ့ဒီတမဟာ6တခုတည်းမဟုတ်ပါဘူး။အခြားခရိုင်တွေမှာလည်းចောင်းတွေတခြားစေယုံစေကန်းတွေအားလုံးတတိထားရလေချောင်းရံတတိထားရတာဘို့လို့ KNU သတင်းအရင်းမြစ်နယ်မြေအတွင်းမှာစစ်ကောင်စီလေချောင်းရံကိုဂယုပြုနေရတဲ့အခြေအနေကိုပြောပြထားပါတယ်။စစ်ကောင်စီက KNU အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့အရက်သားနေထိုင်ရာနေရာတွေကို လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေပြီးအရက်သားပြည်သူတွေတေဆုံထိခိုက်မှုများရှိပြီးကျောင်းသားကျောင်းသူခလင်းငယ်များလည်းထိခိုက်တေဆုံမှုတွေရှိခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ142ဦးထပ်မံတေဆုံက368ဦးထပ်မံတရားရရှိခဲ့ပါတယ်။တေဆုံသူများမှာခလေးငယ်22ဦးပါဝင်ပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြောင်း12ကြောင်းနေအိမ်200ကျော်ဘာသာရေးအဆောက်အအုံ29လုံးကျန်းမာရေးအဆောက်အအုံ15လုံးထိခိုက်ပျက်စီးခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံကနေထိုင်းကိုလွှဲပြောင်းပေးခဲ့တဲ့အီသီရိုးပီးယားနိုင်ငံသူ12ဦးဟာရွှေကုတ်ကိုမှအာရမပြုကျင့်ခံရတဲ့ဖြစ်စဉ် BGF ကိုတိုင်ကြားတာမရှိလို့မသိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါတယ်။ ျွန်တော်တို့ကိုတိုင်ကြတာမရှိဘူးရှိရင်ချက်ချင်းအရေးယူမှုလုပ်တယ်လို့ဒုတိယပုံမူကြီးနိုင်မောင်စောကပြောပါတယ်အဲ့ဒီထဲကတချို့ဟာကိုဝင်ဆောင်ထားရတယ်လို့ထိုင်းသတင်း The Nation မှာဖော်ပြထားပါတယ်ထိုင်းသတင်းဖော်ပြချက်အရဒီအမျိုးသမီး12ယောက်ထဲကတဦးဟာမတ်လ16ရက်နေ့မှာကိုဝင်ပြတ်ကျခဲ့တယ်လို့လူကုန်ကူခံရသူများကူညီရေးအရက်ပတ်လူမှုကွန်ရက် CSNAHTV ကပြောဆိုထားပါတယ် ူတို့ဟာ ထိုင်းဘက်ရောက်လာတဲ့အီသီရိုးပီးယားနိုင်ငံသား320ထဲမှာပါဝင်သူတွေဖြစ်ပါတယ်။ CSNAHTV ကကိုဝင်ဆောင်အမျိုးသမီးတွေအတွက်ထိုင်းဘက်ကအကူအညီပေးဖို့တက်ခရိုင်အထုတ်ရေးမှုနဲ့ထိုင်းလူအခွင့်အရေးကော်မရှင်တို့ကို အကြောင်းကြားထားတယ်လို့လည်းဆိုပါတယ်။လူခွင့်ရေးကော်မရှင်ကလည်းသက်ဆိုင်ရာတန်ရုံကောင်စစ်ဝင်တွေနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့အမျိုးသမီးတွေကျမ်းမာရေးဆောက်ရှောက်မှုတောင်းခံလာရင် ပေးနိုင်ဖို့ဆောင်ရွက်ပေးနေတယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီကတော့မတ်လ20ရက်နေ့မှာတရုတ်နိုင်ငံသား386ဦးကိုထပ်မံလွှဲပြောင်းခဲ့ပြီးနောက်ထပ်2666ဦးကိုလွှဲပြောင်းဖို့အသင့်ဖြစ်နေပြီလို့မတ်လ21ရက်ထုတ်သတင်းစာမှာဖော်ပြထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာစစ်တပ်ကိုကူညီပံ့ပိုးနေတဲ့အခြေအနေတွေအားလုံးရပ်ဆိုင်ဖို့အပြည်ပြည်ဆိုင်ရာအလို့သမားရေးအဖွဲ့ ILO ဆုံးဖြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားတမကအဖွဲ့ချုပ် CTUN ဘ ਹੁ အလုံအမှုဆောင်ဒေါ်ခိုင်စာအောင်ကပြောပါတယ်မတ်လ10ရက်နေ့မှ20ရက်နေ့အထိဆူဆလာနိုင်ငံတနီဘာမြို့မှာပြုလုပ်ခဲ့တဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစီအဝေးမှာမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဆွေးနွေးမှုမှာစစ်ကောင်စီကိုကူညီပံ့ပိုးနှိမ်မှုတွေကိုရက်ဆိုင်မှုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီပေါ် အရေးယူမဲ့ဆုံးဖြတ်ချက်တွေကိုဇွန်လ25ရက်နေ့မှာကျင်းပမယ် ILO ရဲ့ညီလာခံမှာမဲခွဲဆုံးဖြတ်အတည်ပြုမှာပဲဖြစ်ပါတယ်။စီးပွားရေးလောက်တာပဲဖြစ်ဖြစ်အစိုးရချင်းအကူအညီပေးတာပဲဖြစ်ဖြစ်ဒါရီဟာစစ်တပ်ကိုတွားပြီးအကူအညီပံ့ပိုးနေတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုရင်ဒါရီအားလုံးကိုရက်ဆိုင်မှုပြောထားပါတယ်လို့ဒေါ်ခိုင်စာအောင်က ILO ရဲ့ဆုံးဖြတ်ချက်ကိုရှင်းပြပါတယ်။ပြည်ပစီးပွားရေးနဲ့အကူအညီများရက်ဆိုင်ခံရပါကနိုင်ငံเจ้าငွေ စစ်အုံစရိတ်ရှာဖွေရတဲ့စစ်ကောင်စီကို အကြက်တဲဖြစ်လာစေမယ်လို့သူကဆက်ပြောပါတယ်။ဒါ့အပြင် ILO ရဲ့အဆိုပြုဆုံးဖြတ်မှုမှာစစ်မှုထံဥပဒေရတော်၎င်းစစ်ကောင်စီရဲ့ဖမ်းဆီးခံရမယ့်အခြေအနေများမှာလွတ်မြောက်ရန်တော်၎င်းအကြောင်းမျိုးမျိုးကြောင့်ပြပထွက်ခွာရသူတွေကိုမြန်မာနိုင်ငံကို ပြန်မပို့ရေးဆိုတဲ့အချက်လဲပါဝင်ပါတယ်။ ILO ရဲ့ဆုံးဖြတ်ချက်ဟာသူတို့ရဲ့အဖွဲ့ဝင် နိုင်ငံအစိုးရအားလုံးနဲ့သက်ဆိုင်ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲပေးခွင့်ရှိတဲ့ကိုယ်စားလှယ်တွေကညီလာခံမှအတည်ပြုရမှာဖြစ်ပါတယ်။ဆုံးဖြတ်ချက်တွေကိုဘလို့အခြေအနေမျိုးကနေကန့်ကွက်လာနိုင်လဲဆိုရင် ILO မှာဗီတိုအာဏာမရှိပါဘူး။ UN ကုလသမဂ္ဂမှာလိုမျိုးတရုတ်ကဗီတိုအာဏာနဲ့ပယ်ချတာရုရှားကဗီတိုအာဏာနဲ့ပယ်ချတာမျိုးတွေမရှိပါဘူးလို့ CTUN ဘဟုအလုတ်အမှုဆောင်ကပြောပါတယ်။ ILO ရဲ့စစ်ကောင်စီဘော်အရေးယူမဲ့အတည်ပြုချက်မတိုင်ခင်အထိစစ်ကောင်စီရဲ့ ချိုးဖောက်ကျူးလွန်မှုတွေကိုဆက်လက်တင်ပြရန်လိုပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအလုတ်သမားတမကအဖွဲ့ချုပ် CTUN နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုတ်သမားဝင်ကြီးရေးရာဌာနထံကိုပေးပို့ဖို့လည်းတိုက်တွန်းထားပါတယ်။အာရမစစ်မှုထမ်းခိုင်းခြင်းအပါအဝင်အလုတ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေတဲ့စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာအလုတ်သမားရေးရာအဖွဲ့ ILO က2024ခုနှစ်နိုဝင်ဘာလကစပြီး အရေးယူရန်ကြိုးပမ်းခဲ့ပါတယ်။လွန်ခဲ့တဲ့24နှစ်ကနာအဖစစ်အစိုးရလက်ထက်ကမြန်မာနိုင်ငံကို ILO ကပုံမှန်33ပြည့်အရေးယူခဲ့ပြီးအကြံဖတ်စစ်တပ်အဖြစ်တပ်မတ်ကစီးပွားရေးအလုံးစုံပိတ်ဆို့ခဲ့ပူပါရဲ့ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ဒီသူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးကြာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။